Hey guys အလုံးမင်္ဂလာပါကျွန်တော် Monspy မှာ Brother Rio ပွဲထဲမှာဒီလိုမျိုး Golden Tower ကြီးကိုတွေ့မိကြသေးလားဗျ Telegram Channel join ထားတဲ့လူတွေကတော့ဒီနေ့ VR Video တင်မလဲဆိုတာကိုသိတယ်ဆိုပေမဲ့မကြွားသေးတဲ့လူတွေအတွက်ပြောပြရမယ်ဆိုရင်တော့ဖြင့်ဟိုတလောကတင်လိုက်တဲ့ Video ရဲ့ Comment အောက်မှာအားလုံးတွေ့ကြတဲ့အတိုင်းပဲကောင်မလေးကအခုမှဂိမ်းစားဆိုတာမလို့ Angela ကိုင်လေးတင်ပေးပါဆိုတော့ Friend Zone နဲ့ကမတက်နိုင်သေးရဲ့ကျွန်တော်တော့နည်းနည်းလေးအားနာသင့်တယ်လို့တော့ထင်တာပဲဒါပေမဲ့လည်းဗျာဘာကြောင့်ကြီးပဲဖြစ်နေနေကိုယ့်ရဲ့ချစ် fan လေးတွေကတောင်းဆိုထားတော့လေ Angela ကိုင် ပေးရတာပေါ့ဒီလိုမျိုးစခင်တခုပြောချင်တာကဒီဗီဒီယိုကလက်ဥပါတဲ့ကောင်တွေအတွက်တော့မဟုတ်ဘူးကိုကိုမောင်မောင်နေရှိပြီးတော့ကာကူရာလောက်ပဲကင်တက်တဲ့ကောင်မလေးတွေအတွက်အင်ဂျလာကင်ပြီးတော့ဘလို့အထာကြကြသွေးဖြစ်ပေးရမလဲဆိုတာလေးကိုဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားမှာပါဒါပေါ့ရှိသားမရှိရဲ့မမတို့ညီမလေးတို့အတွက်လည်းဒီဗီဒီယိုကအထောက်အကူတစ်ခုဖြစ်စေပါလိမ့်မယ်အင်ဂျလာစပယ်ဒီယာယူရှင်တော့ကျွန်တော်အသေးစိတ်ကြီးတော့ရှင်းမပြရဘူးနားလည်ရလွယ်အောင်လို့လူရင်းတို့ရှင်းမယ်ပြပြလိုက်ပါမယ်အင်ဂျလာရဲ့ပတ်စိတ်လုံးလုံးပုံကကြတော့အင်ဂျလာအနေနဲ့စကေး1 3 3စကေး2 3 3အက်တီမိတ်ပဲ3 3သူ့အနေနဲ့စကေးတစ်ခွက်3ပြီးရဲ့အခါကြရင် ် movement speed အနည်းငယ်ကိုရတယ်ကိုက ultimate သုံးပြီးတော့ teammate တယောက်ယောက်ကိုပူးလိုက်ပြီဆိုရင်လည်းပဲအဲ့ဒီအပူးခံလိုက်ရတဲ့ teammate က movement speed တွေကိုရမှာဖြစ်ပြီးတော့ပူးနေတဲ့အချိန်ကွာ skill 1 skill 2တွေသုံးမယ်ဆိုရင် angela က movement speed တွေရမှာမဟုတ်ပင်နဲ့ပူးခံထားရတဲ့ကောင်ကပဲ movement speed တွေကိုရမယ် angela ရဲ့ skill 1ကတော့ရွှေရှင်နဲ့သူက aoe damage ဖြစ်ပြီးတော့သုံးလိုက်ပြီဆိုတာနဲ့ကိုရောကိုရဲ့ teammate ကိုပါသူရှိပေးမှာဖြစ်ပြီးတော့ enemy ကိုထိလို့ရှိရင်အလုံးတိတ်ကြတဲ့အတိုင်းပဲခေါင်းပေါ်မှာလိပ်ပြပေါ်အမှတ်လေး9မှတ်ပေါ်လာပါလိမ့်မယ်တမတ်ချင်းစီက movement speed 5%ပါတာဖြစ်တဲ့အတွက်9မှတ်ထိမယ်ဆိုရင် enemy ကို movement speed 25% န်တီကိုရှော့စေတယ်တီထားမှာတကူကကိုကအက်တီမိတ်သုံးလိုက်လို့ပူထားတဲ့အခါကျရင်အဲ့ဒီပူထားတဲ့အကောင်ကိုပဲစကေးဝမ်သုံးတဲ့အခါမူမန့်စပီဒ်ပေးမှဖြစ်ပြီးတော့ဂျန်တဲ့ကောင်တွေကိုစကေးဝမ်သုံးတဲ့အခါကျရင်ဟီလီမဲဖြစ်စီပါဖြစ်ပြီးမူမန့်စပီဒ်လုံးဝလုံးဝပေးမှမဟုတ်ပါဘူးစကေးဝမ်ကြောင့်တိပြီဆိုတော့စကေးတူအကြောင်းကိုပြောရမယ်ဆိုတော့ဖြင့်စကေးတူသုံးလိုက်တဲ့အခါအန်နမီကိုစလိုအဖက်အကြီးကြီးပေးစီမှဖြစ်ပြီးတော့စကန့်အနည်းငယ်လောက်ကြာလို့ရှိရင်တွေးကြတဲ့အတိုင်းပဲအန်နမီကိုစတန်ဖြစ်စီလိုက်မယ်အင်ဂျလာရဲ့ပက်စီအရာစကေးတူသုံးတဲ့အခါကျရင်အန်နမီတွေကစလိုဖြစ်ပြီးတော့ကိုကမူမန့်စပီဒ်တော်တော်လေးမြန်နေတာဖြစ်တဲ့အတွက်အန်နမီကိုကောင်းကောင်းကြီးပရက်ရှာပေးလို့ရတဲ့စပယ်တစ်ခု ါလို့ပြောလို့ရပါမယ်။တေကန်ဒီသွေးသက်သက်လေးချန်လို့ရှိရင်လာခဲ့မဲ့ကိုကိုရီမောင်နေမရှိတဲ့အခါကျရင်လည်းစကေးတူစကေးဝမ်ကိုမှုကိုသုံးပြီးတော့အနမီစီရနေပြီးတော့လွယ်လွယ်လေးလစ်ပြေးလို့ရတယ်။စကေးတူရဲ့အကြီးစလို့အပြင်စကေးဝမ်ကဟီးလင်းပါတာဖြစ်တဲ့အတွက် movement speed လည်းအများကြီးရမှာဖြစ်တယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ပြေးရလောက်ရတာပို့ပြီးတော့လွယ်ကူလာပါလိမ့်မယ်။စကေးတူသုံးနေတဲ့စက္ကန့်နေတဲ့ဒီရင်အနမီကပြေးသွားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းဘလင်းတစ်ခုခုသုံးသွားလို့ရှိရင်စကေးတူကပြတ်သွားလိမ့်မယ်ဗျာ။အဲ့လိုမပြတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့အင်ဂျလာကင်တဲ့လူကြီးဆိုရင်သိကြပါမှာအင်ဂျလာစကေးတူနဲ့မွန်ရင်အင်ဂျလာကြားထဲမှာဆိုရင်အကွာဝေးတစ်ခုရှိရဲကွာ။ ါအဲ့လိုကွာဝေးတစ်ခုကနေပြီးတော့ enemy ကိုကျိုးရှိရှိနဲ့လန်ထားရင်းနဲ့စက္ကန့်အနည်းငယ်ကြာတဲ့အခါကျရင် enemy ကိုစတန်းဖြစ်စေလိမ့်မယ်ပေါ့ဘက်ကဒမ်မီပါတယ်ဆိုရင် enemy နောက်ကိုတက်တက်မြန်မြန်နီနီလေးသွားပြီးတော့ကဲဘက်ကဒမ်မီမပါဘူးဆိုရင်တော့ interlar skill 2ကိုကျိုးရှိရှိနဲ့ကျွန်တော်ပြောသလိုလန်ထားပြီးမှစတန်းနာပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်တို့ကင်ထားတာ support hero တကောင်ဖြစ်တာဖြစ်တဲ့အတွက်တက်နေလို့ poking ရောကားလို့မရပါဘူးတည်သွားနိုင်ပါတယ် interlar ultimate သုံးလိုက်တဲ့အခါ enemy ကောင်းမှမှသူ့ရဲ့ရုပ်လေးနဲ့အတူတက်ခွာလိုက်မှဖြစ်ပြီးတော့ခုခံလိုက်ရတဲ့ကောင်ကိုလည်း physical defense နဲ့ magical defense နဲ့ပြီးတယ်အဲ့ဒါကြောင့်မလို့တွေးသက်သက်လေးနဲ့ enemy ကို angela ပူလိုက် တဲ့အခါကျရင်ဝူလာဝူလာဆိုပြီးတော့ပြန်ဖဲတဲ့အကွက်တည်းရရှိလာတာပါအခုခံနိုင်ရတဲ့ကောင်ကရှီးလဲရမယ်စကေးဝါးနေပြီးတော့သွေးပြန်တက်အောင်မဲ့အပြင်ကမှဖက်စကေးဒက်ဖက်နဲ့မက်ဂျီဒက်ဖက်နေကိုတိုးပေးတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်စူပါမန်ကိုနွားနို့တိုက်လိုက်တယ်လို့ပါပဲဂျေဂျေလာကတိမိတ်တယောက်ယောက်ကိုပူးမဲ့အခါကျရင်စက္ကန့်အနည်းငယ်စောင့်ရတယ်ကွာအဲ့ဒီလိုစက္ကန့်စောင့်နေတဲ့အတွင်ကိုယ့်ရဲ့တိမိတ်ကတည်သွားတဲ့အခြေအနေမျိုးကြီးရှိတတ်ပါတယ်အဲ့ဒီလိုဆိုရင်တော့ကျွန်တော်တို့အနေနဲ့စက္ကန့်အနည်းငယ်ကြိုပြီးတော့ပူးထားတတ်ဖို့လိုတယ်အဲ့ဒီလိုဘယ်ချိန်မှပူးရမလဲဘယ်ချိန်မှပူးရမလဲဆိုပြီးတော့ဒဇက်ချင်းချနိုင်တာကလည်းအင်ဂျလာကိုနှစ်ပေါင်ပွဲထောင်ကြီးဆော့ထားတဲ့လူတွေမှာပဲသိနိုင်မှာ ဖြစ်ပြီးတော့သူတို့က refree ကိုင်နေရတဲ့ jungle line ထက်တောင်မှ enemy ဘက်ကဓာမေးဘလောက်ရှိတယ်ဆိုတာကိုသိနေပြီးတော့ဘယ်ချိန်မှပူးရမလဲဆိုတဲ့ desert ရှင်ကိုအုံနောက်ကမြ мян ချနိုင်ပါတယ်ဘယူဤနဲ့ angela ကိုင်နဲ့ကျွန်တော်အနေနဲ့ကတော့အဲ့လို desert ရှင်ချတတ်ဖို့မပြောနဲ့ teammate ကဘယ်နှရှိလို့ရှိမှန်းတောင်မှမမကြည့်တဲ့အတွက်မသိပါဘူးပြီးတော့တတမမများတီးပြီးသွားပြီဆိုပေမဲ့မတီးသေးတဲ့လူတွေကိုပြောချင်တာတစ်ခုကပါလဲဆိုတော့ angela teammate ရဲ့ဘေးမှာအလုံးတွေးကြတဲ့အတိုင်းပဲကိုယ့်ရဲ့ teammate က hero တွေကသေးဘလောက်ရှိလဲဆိုတာကိုညွှန်ပြထားတဲ့ဘားလေးပါတယ်တချို့တွေကအဲ့ဒီဘားလေးကိုကြည့်တော့ကြည့်ပါရဲ့နေအာတီကန်နီးလူတွေဆိုရင်မပူးကြပါဘူးစကေးက ောင်းနေရှင်းပြပြပြီဆိုတော့ item amplan ကြောင်းနေမသွားခင်တခုတိထားမှရှိတာဘာလဲဆိုတော့ angela က support hero ဖြစ်တဲ့အတွက်အားလုံးသိတဲ့ healing room ကိုယူရမှာဆိုပေမဲ့တချို့ angela တွေက healing room ကိုဘယ်တော့မှမယူပါဘူးနောက်တစ်ခုကပူထားတဲ့အချိန်ကျရင်ကျွန်တော်တို့အနေနဲ့ base အထက်လုံးဝလုံးဝနှိပ်စရာမလိုပါဘူးပူထားတဲ့အချိန်ကျရင် angela ကခေါင်းပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ကိုယ်တိုင်လည်း base အထက်ပြစ်စရာမလိုဘူးဒါတည်းရလဲတချို့ကမသိပါဘူးဗျာ base အထက်ကိုပူထားတဲ့အချိန်လည်းနှိပ်တာပဲ bread base တွေကနေစပြောရမယ်ဆိုတော့ဖြင့်ကျွန်တော်တို့အနေနဲ့ angela ကင်ပြီးတီမာကြောက်လို့ရှိရင်တော့ flicker နဲ့ spring ကိုယူထား သင့်ပြီးဂျေဒီလာကိုင်းတဲ့ပလေယာလေးများအနေနဲ့ဘက်လူစားတာပဲဖြစ်ဖြစ်ကေးလိုက်ကောက်ချင်တာပဲဖြစ်ဖြစ်ဆိုရင်တော့ဖလင်းရှော့တွေပါတယ်ယူတင်နေအကယ်လို့ကိုကမောင်မမောင်မဲဖြစ်နေတယ်ဆိုရင်တော့ဖြင့် Revel Light ကိုယူထားတင်ပါတယ်ရိုမာဆော့မှာဖြစ်တဲ့အတွက်တပွဲနဲ့တပွဲမတူနိုင်ဘူးဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ Badass Bay တွေကိုကိုပါတာကိုရွေးချယ်တက်ဖို့တော့လိုတယ် Badass Bay တွေအကြောင်းတည်ပြီးသွားပြီဆိုရင်တော့ Item Customization လေးတစ်ခုကိုပြောပြပါမယ်ပထမကတော့ Mana Pet ရဲ့ Flare of the Oasis နဲ့ Oracle ဆိုတဲ့ဒီ Item Customization လေး၃ခွက်ပါကြည့်ရရင်ဒီ Item ၃ခွက်ကတော်တော်လေးအသုံးဝင်ပြီးတော့ Flare of the Oasis ဆိုတာကတနည်းအားဖြင့်သွေးနည်းနည်းလေး းပဲကျွန်တော်ရဲ့အခါကျရင်ရှိပြီးတဲ့ပုံစံမျိုးကိုပူးပေးစရာတော့မလိုပဲနဲ့ automatically ရှိပြီးတာဖြစ်တဲ့အတွက် Oracle နဲ့တွဲလိုက်မယ်ဆိုရင် Angela ကလည်းတေကန်ကြီးကြရင်ပူလိုက်လို့ရှိရင်ရှိကတော်တော်လေးကိုတက်တယ်ကိုရဲ့ကောင်လေးကသွေးတက်တဲ့ fighter တွေကိုကင်နာကြိုက်တယ်ဆိုရင်တော့ဖြင့်ဒီ item ကိုမိုင်သေးချင်းလေးကတော်တော်လေးအသုံးဝင်မှာပါဘာဖြစ်လို့လဲဆိုတော့ fighter တွေကသွေးမတရားတက်တယ်အဲ့ဒီသွေးမတရားတက်တဲ့ဟာကို boost ပေးတဲ့ item ဖြစ်တဲ့အတွက်ဘယ်ပြောကောင်းမလဲဗျာအထောက်အထက်အနော်ပေါ့နောက်ထပ် item combination လေးတစ်ခုကတော့ mana ဖနဲ့ရေ mana စာအုပ်ရေနဲ့ fleeting တိုင်းရေပါဒီ item လေးက flower of the oasis ဆိုတဲ့ item အသစ်မထွက်ခင်တုန်းကဆိုရင် ယ်အရင်တုန်းကအင်တလာပလေးယာတွေတော်တော်များများလေးသုံးခဲ့ကြတဲ့ item တကွဖြစ်ပြီးတော့ဒီ item ရဲ့အသက်ချက်ကဘာလဲဆိုတော့၉တောင်းလုံးဝမရှိတာပါဥပမာကိုယ့်ရဲ့ကောင်လေးရဲ့လင်းကင်နေတို့ဖန်နီကင်နေတို့ဟာရာကူစာကင်နေတို့ဆိုရင်သူတို့ကိုပူပေးရတော့မှတေးကြတယ်ဗျာအဲ့ဒီလိုပူပေးတဲ့အချိန်ကျရင်ကိုယ့်ရဲ့ကောင်လေးရဲ့ K ဒါမှမဟုတ်ရင်လေကိုက K ရသွားလို့ရှိရင် Fleet တိုင်းရဲ့ availability က100%အလုပ်လုပ်တာဖြစ်တဲ့အတွက်မန္နာစာအုပ်တို့ဘာလို့နဲ့၉တောင်း reduction နေပါပြီးပေါင်းလိုက်မယ်ဆိုရင် ultimate ကတစ်ခါတစ်ခါပူပြီးသွားလို့ရှိရင်50%အတွင်းနောက်တစ်ခါပြန်ပူးလို့ရပါတယ်အကောင့်မကြီးပဲပြောနေတာများပြီဆိုတော့အစိုးဖက်လေးကိုနည်းနည်းသွားကြည့်ရမယ်ဆိုတော့ဖြင့်ကျွန်တော်အရှိ ေ့မှာပြောခဲ့တဲ့ Flat Earth Oasis ကိုမိန်းထားမဲ့ item ကကြတော့ Sojo လေးတစ်ခုရှိတယ် Ruby တို့ Alpha တို့ Labu Labu တွေလို Hero တွေကတွေးတဲ့အရန်ကျန်းနေဗျာဒါပေမဲ့အဲ့လိုတွေးတဲ့အရန်ကျန်းတဲ့ကောင်တွေကဗတယ်ဆရဖို့ကြောက်နေတာတို့ဗတယ်ထဲမှာခေါင်းတိုးပြီးတော့ဝင်ဆိုင်ပေးရမှာကိုကြောက်နေရတယ်ဆိုရင်အဆင်မပြေတော့ဘူးသူတို့ကဗတယ်ကိုစဖွင့်ပေးမှာကျွန်တော်တို့ကပူးလို့ရမှာဖြစ်တဲ့အတွက်ဒီကောင်တွေကစောက်သုံးမကြလို့ရှင်ဒီ item ရင်းထည့်တာလေးအလက်ကားပါပဲအဲ့လိုပဲရှေ့မှာပြောခဲ့တဲ့ Fleeting Time တို့ Mana Sao တို့လို item တွေထည့်ထားရဆိုရင်တော့မှကိုပူးပေးတဲ့ Link တို့ Fan တို့ကလောက်ကမထွက်ဘဲနဲ့ Poking Yoga ပြီးခဏခဏသ တည်နေတယ်ဆိုရင်ဒီ item တွေကလည်းအသုံးမဝင်တော့ဘူးလို့ပြောလို့ရပါမယ်။အဲဒီတော့ Angela Player တွေကမကောင်းတာမဟုတ်ဘဲနဲ့အပုခံရတဲ့ကောင်တွေကစောက်သုံးမကြလို့ရှုံးနေပွဲတွေကများတာ။တခါတလေတော့ public က Angela တယောက်ယောက်ပါလာလို့ရှိရင်ကိုရီးယားအပုခံရဖို့ပဲစောင့်မနေဘဲနဲ့ Angela ပူးတဲ့အခါကိုကဘယ်တဲ့ဝင်သိလာမဝင်သိဘူးလားဆိုတာက Angela ဆုံးဖြတ်ရမှာမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။အဲတော့စော်မရှိတဲ့လူဦးနဲ့ကောင်တွေကအပုခံနေလို့ရှိရင်အားကိုးရအောင်ဆုံးဖြတ်တတ်ဖို့လိုပါတယ်။ဒါတွေကိုသိပြီးမှကွန်ဘူးလို့ရတဲ့ hero တွေမသိလို့ရှိရင်လည်းနည်းနည်းတိုင်ပတ်တတ်တယ်ဗျ။အဲဒီတော့ကိုယ့်ရဲ့ကောင်လေးတွေဒီ hero တွေနဲ့အတူတူဆော ောရအောင်ဆိုပြီးတော့ကိုရီဘက်ကနေပြီးအရင်ပြောထားတဲ့နေကောင်လေးရခိုးလိုက်နာကင်လို့ရှိရင်အခုလက်ရှိရေပန်းစားနေတဲ့ Grandja Irate Cloud နဲ့ Commonization လုပ်တင်ပြီးတော့ဒါမှမဟုတ်ရင်လည်း Hanami တို့နဲ့လည်း Commonization လုပ်လို့အဆင်ပြေတယ်။အဲဒါနဲ့ကိုရဲ့ကောင်လေးက ESP လေးဆော့တယ်ချောင်း Pro လေးဖြစ်နေတယ်ဆိုရင်အဲ့ဘဲကိုဖြတ်ပလိုက်ဖို့ပြောချင်ပါတယ်။အော်ဒါနဲ့ Commonization လုပ်လို့ရမယ့် Hero တွေကတော့ Ruby တို့အခုလက်ရှိခေတ်စားနေတဲ့ Kalia, Julian တို့နဲ့ Commonization လုပ်လို့ရတယ်။ Jungler တွေအတွက်ကတော့ထူးထူးထူးပြောစရာမလိုလောက်ဘူးလို့ထင်ပါတယ်။ Ruby Man နဲ့ကောင်လေးကဆော့ရှိတာ哦။အော်ဒါနဲ့ Angela Player တွေကိုဘောမ မဘောမဘာညာဆိုပြီးတော့ပြောနေကြတာလေးတခုပြပြရမယ်ဆိုတော့ဖြင့်အင်ဂျလာကိုင်းနေဆိုတာကဒီလိုမျိုးကိုယ်ပေါ်မှာခွာပြီးတော့သွေးလေးဖြစ်ပြီးအေးဆေးနေနေတဲ့ဟီးရိုမဟုတ်ပါဘူးသူတို့ကမြေပုံအပြင်မြေပုံပေါ်မှာရှိတဲ့ကိုယ့်ရဲ့တိမိတ်ကသွေးဘယ်လောက်ရှိလဲဆိုတာကိုလိုက်ကြည့်နေရတဲ့လူတွေဖြစ်တဲ့အတွက်ကိုယ်ရီထက်မျက်လုံးပိုကောင်းပါတယ်ဘတ်တော်တစားဖြစ်စေရည်ရွယ်ချက်ရှိရှိဖြစ်စေကိတ်ကောက်စားတဲ့ဘတ်လူစားတဲ့ဆိုရင်လည်းပဲစီးနေလိုမျိုးစိတ်ကောက်မနေပဲနဲ့ပွဲရင်တာနေတဲ့အချိန်ကိလေတစ်ခုဗလီတစ်ခုကဘာမှပြောင်းလဲသွားတာမဟုတ်တဲ့အတွက်ပေးလိုက်ကြဖို့ပြောချင်ပါတယ်ကျွန်တော်လည်းအန်နမီယာသွေးတစားဖြစ်နေတော့အင်ဂျလာကြီးကပူးသွားပြီးပြန်စိတ်သွားတာမျိုးမတင်နိုင်ဘူးဆိုပေမဲ့လည်းပဲနောက်ကြတော့ ိုယ်တိုင်ကြိုက်ကြီးမှသိလိုက်ရတာကတော်တော်လေးဒုက္ခခံရတယ်ဆိုတာပါပဲ။ကဲဆိုတော့ကကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်နေ့နောက်နေ့ကြရင်လည်းမတူညီကိုနဲ့တစ်တင်နဲ့တူပြန်လာခဲ့ပါမယ်။ကျွန်တော်မောင်စမိုင်းပါအလုံးမေးပေးခင်ကြပါစေ။ဖတ်ပါမှာခင်ဗျာ။